မင်္ဂလာပါရှင်ကျွန်မတော့ဂျာမုံးပါ People's Spring ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ဒီနေ့မေလ23ရက်နေ့မှာနားဆင်ရမှာကရသေးတောင်လေးချောင်းတိုက်ခိုက်မှုအတွင်းသေဆုံးသူ73ဦးရှိလာတဲ့သတင်းနိုင်ငံတချို့ကစစ်အုပ်စုကိုကုညီပတ်ပိုးနေတာတွေရပ်တန့်ပေးဖို့ကုလဆိုင်ရာမြန်မာတန်အမတ်ကြီးတောင်းဆိုတဲ့အကြောင်းငလင်အပီးတလခွဲအတွင်းစစ်ကောင်စီလေးချောင်းတိုက်ခိုက်လို့ကလေးငယ်90ကျော်အပါဝင်ပြည်သူ300ကျော်သေဆုံးခဲ့ရတဲ့အခြေအနေအိုးဒိန်တွင်ရွာလေးချောင်းတိုက်ခိုက်မှုက စစ်ရာဇဝမှုမြောက်တယ်လို့ KIA ပြောတဲ့အကြောင်းဒီသတင်းတွေကိုရှုစားပေးပါအောင်ရှင်။ရခိုင်ပြည်နယ်ရသေးတောင်မြို့နယ်ကထွန်းရဝေကျေးရွာကိုဒီမနက်ပိုင်းမှာစစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခတ်ခဲ့ပါတယ်။ဒီဖြစ်စဉ်မှာဆိုရင်တေဆုံးသူ73ဦးရှိလာပြီးအယောက်20ထက်မနည်းဒဏ်ရာရထားတယ်လို့သိရပါတယ်။ထွန်းရဝေကျေးရွာကိုမနက်10နာရီလောက်မှာစစ်တပ်က Jet Fighter နဲ့ဘုံနှလုံးကျဲချခဲ့တာလို့ရခိုင်ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။ရုပ်အလောင်း73လောင်းရရှိထားပြီး ခြေခိုက်သူကပိုများလာနိုင်တယ်လို့သတင်းရင်းမြစ်ကပြောတာပါ။သေဆုံးသူနဲ့ဒဏ်ရာရသူတွေအားလုံးကအရက်သားတွေဖြစ်ပြီးတော့ကလေးငယ်နဲ့အမျိုးသမီးတွေပါတယ်လို့စုံစမ်းသိရပါတယ်။အာရခတက်တော် AA ပြောရေးဆိုခွင့်ရှိသူဦးခိုင်ဒုက္ခကလည်းထွန်းရဝေကျေးရွာလေးကျောင်းတိုက်ခိုက်ခံရမှုကြောင့်73ဦးသေဆုံးပြီး20ဦးခန့်ဒဏ်ရာရထားတယ်လို့ရခိုင်သတင်းဌာနတချို့ကဖြေထားပါတယ်။ရသေးတော်မျိုးဆိုတာ AA သိမ့်ပိုက်ထိန်းချုပ်ထားတဲ့မျိုးဖြစ်ပါတယ်။စစ်ကောင်စီကဒီနှစ်ရက်အတွင်းမှာတင် ထွန်းရဝေကျေးရွာလေးချောင်းတိုက်ခိုက်မှုအပအဝင်အရက်သားတွေကိုအစုလိုက်ပြုံလိုက်တပ်ဖြတ်မှုသုံးချိန်ကျူးလွန်ထားပါတယ်။မနေ့ကမနက်ပိုင်းမှာလဲစကိုင်းတိုင်းတပရင်မြို့နယ်အိုးဒိန်တွင်းရွာစတင်ကျောင်းစစ်ကောင်စီကလေးချောင်းကနေဘုံချဲခဲ့ပါတယ်။အဲ့ဒီဖြစ်စဉ်မှာဆိုရင်လဲကျောင်းသားကျောင်းသူအယောက်20နဲ့ဆရာမ2ယောက်တိတ်ဆုံးခဲ့ရတာပါ။ပြီးတော့ဒဏ်ရာရသူလဲ102ဦးရှိတယ်လို့သိရပါတယ်။ဓာတ်တမကပဲနဲ့မနေ့ကမနက်အစောပိုင်းမှာပဲမကွေးတိုင်းခံကောမြို့နယ်လေမရွာစစ်ကောင်စီစစ်ကြောင်းဝင်လာပြီး အသက်6နှစ်အရွယ်ကလေးငယ်အပါဝင်အယက်သား12ဦးကိုတပ်ဖြတ်သွားပါတယ်။နောက်ထပ်10ရောက်ဝန်းကျင်ကိုတော့ဖမ်းဆီးသွားတယ်လို့ဒေသခံတွေကပြောတာပါ။ဒါကြောင့်မလို့ဒီနှစ်ရက်အတွင်းအစုလိုက်ပြုံလိုက်တပ်ဖြတ်မှု3ချိန်အတွင်းမှာအယက်သား46ရောက်ထပ်မနေသေးဆုံးခဲ့ပြီးအယောက်တရာကျော်ဒဏ်ရာရကြောင်းသိရပါတယ်ရှင်။သခိုင်းတိုင်းတပရင်းမြို့နယ်ကအိုးဒိန်တွင်းရွာစတင်ကြောင်းလေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်ကိုတမတ်ကြီးဦးကျော်မိုးထွန်းကကုလသမဂ္ဂဌာနချုပ်မှကျင်းပတဲ့ conference တစ်ခုအတွင်းပြောကြားခဲ့ပါတယ်။ တချို့နိုင်ငံတွေကစစ်အုပ်စုကိုကူညီပံ့ပိုးနေတာတွေရပ်တန့်ပေးဖို့သူကတောင်းဆိုလိုက်တာပါနိုင်ငံတချို့အနေနဲ့စစ်အုပ်စုကိုရုပ်ဝတ္ထုပစ္စည်းအားနဲ့ဖြစ်စေစိတ်ဓာတ်အားနဲ့ဖြစ်စေထောက်ပံ့ပေးနေတယ်လို့တန်အမတ်ကြီးကပြောပါတယ်အဲ့ဒီလိုပံ့ပိုးပေးနေတာကခလင်းငယ်တွေအပါအဝင်လူအများအပြားကိုစစ်အုပ်စုကတပ်ဖြတ်နိုင်စေဖို့ကူညီပေးရာရောက်နေတယ်လို့ဦးကျော်မိုးထွန်းကမနေ့ကကျင်းပတဲ့ conference မှာပြောခဲ့ပါတယ်။ဘုံကျဲတက်ခိုက်ခြင်းတွေရပ်တန့်ပေးပါ။လူတွေကိုတပ်ဖြတ်နေခြင်းကိုရပ်တန့်ပေးပါ။ စစ်အုပ်စုကိုကုညီပန့်ပိုးနေခြင်းကိုရပ်တန့်ပေးပါလို့တမ်မတ်ကြီးဦးကျော်မိုးထွန်းကတောင်းဆိုခဲ့တာပါ၂020တခုနှစ်ဖေဖော်ဝါရီမှာစစ်အာဏာသိမ်းမှုနောက်ဆက်တွဲစစ်တပ်ရဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေကတိုင်းပြည်ရဲ့ငြိမ်းချမ်းရေးတည်ငြိမ်ရေးတရားဥပဒေစိုးမိုးရေးတွေကိုဖျက်ဆီးခဲ့တယ်လို့လည်းတမ်မတ်ကြီးကပြောပါတယ်စစ်ကောင်စီတပ်ဟာစစ်ရာဇဝမှုနဲ့လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝမှုမြောက်ရက်ဆက်ကြမ်းကြုတ်မှုတွေကိုဆက်ပြီးတော့ကျူးလွန်နေတာကြောင့်တရားမျှတမှုတရှိရေးကစိတ်သုံးနေရကြောင်း လူသားအရင်းမြစ်တွေကလည်းစစ်တပ်ရဲ့လူမဆန်မှုတွေကြောင့်ပြုံးတိနေရကြောင်းတန်အမတ်ကြီးကတင်ပြပါတယ်။ပြီးတော့စစ်အုပ်စုရဲ့လေကြောင်းတိုက်ခိုက်မှုတွေကအရက်သားထိခိုက်နေနာမှုနဲ့အဆောက်အဦတွေကိုပြက်စီးဆုံးရှုံးစေလို့စင်စက်မပြတ်ရေရှည်ဖွံ့ဖြိုးတိုးတက်ရေပန်းတိုင်တွေကိုလည်းထိခိုက်စေတယ်လို့သူကပြောပါတယ်။ရေရှည်တည်တံ့တဲ့အဖြေရဖို့ဆောင်ရွက်ရမှာကုလသမဂ္ဂဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ပြည်ထနာရဲ့ဇင်းမြစ်ကိုကင်တွယ်ဖြေရှင်းရမှာဖြစ်တယ်လို့သူကတိုက်တွန်းထားတာပါ။ မြန်မာနိုင်ငံမှာစစ်အုပ်စုနဲ့စစ်အာဏာရှင်စနစ်ကိုအဆုံးသတ်ပြီးဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်နိုင်မှပဲရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးနဲ့တရားမျှတမှုတွေကိုဆောင်ကျင်းပေးနိုင်မှာဖြစ်တယ်လို့တမ်မတ်ကြီးကပြောပါတယ်။ဒါကြောင့်မလို့နိုင်ငံတကာအသက်အဝန်းအနေနဲ့စစ်အာဏာရှင်ကိုအမြင့်ပြတ်စေဖို့နဲ့ဒီမိုကရေစီပြည်ထောင်စုထူထောင်နိုင်ရေးကြိုးပမ်းအားထုတ်မှုတွေကိုဝိုင်းဝန်းကူညီပေးကြဖို့တမ်မတ်ကြီးကထပ်ပြီးတော့တောင်းဆိုလိုက်ပါတယ်ရှင်။ တော်လာရေးကာလတလျှောက်စစ်ကောင်စီကျူးလွန်ခဲ့တဲ့ဆစ်ရဆိုးမှုတွေအတွက်တရားမျှတမှုပြန်ပြီးရယူနိုင်ရေးကအမျိုးသားညီညွတ်ရေးဆိုရပါဝင်တော်လာရေးအင်အားစုအားလုံးရဲ့တာဝန်လိုခံယူထားကြောင်း NUG ပြည်ထောင်စုဝန်ကြီးချုပ်ယုံပြောခွင့်ရှိသူဦးနေပုံလက်ကပြောပါရယ်စစ်ကောင်စီကစကိုင်းငလင်ကြီးလှုပ်ခဲ့တဲ့မတ်လ28ရက်နောက်ပိုင်းမှာအပြစ်ရက်စဲရေးကိုဟန်ပြကြေညာခဲ့ပြီးတော့ပြည်သူကိုပြစ်မှတ်ထားတဲ့လေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုတွေကိုလုပ်ခဲ့ပါရယ် ဒါကြောင့်မလို့ပြည်သူအယောက်330ကျော်သေဆုံးခဲ့တယ်လို့ဦးနေပုံလက်ကဒီနေ့ပြည်သူလူထုနဲ့နိုင်ငံတကာကိုသတင်းစကားပြောကြတဲ့အစီအစဉ်မှာထည့်ပြီးတော့ပြောဆိုသွားတာပါမတ်လ28ရက်ကနေမေလ9ရက်အထိတိုင်းနယ်ပြည်နယ်73ခုမှာလေကြောင်းတိုက်ခိုက်မှု382ကြိမ်ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်ဒီဖြစ်စဉ်တွေအတွင်းပြည်သူ334ဦးသေဆုံးပြီး952ဦးဒဏ်ရာရခဲ့တယ်လို့အသိပေးထားပါတယ်အဲ့ဒီသေဆုံးသူတွေထဲကမှ အသက်16နှစ်အောက်ကလေးငယ် 32ဦးပါဝင်ပြီးဒဏ်ရာရသူစည်ရင်ထဲမှာလည်းအသက်16နှစ်အောက်က53ဦးပါဝင်တယ်လို့ဦးနေဘုံလက်ကပြောပြပါရယ်အခုလိုမျိုးငလင်ပြီးတဲ့နောက်တလခွဲအတွင်းမှာစစ်ကောင်စီရဲ့လေကြောင်းတက်ခတ်မှုကြောင့်လူနေအိမ်ခြေ900ကျော်စာသင်ကျောင်း40ကျော်ဘာသာရေးအဆောက်အဦး25ခုထိခိုက်ပျက်စီးခဲ့ရပါတယ်စစ်ကောင်စီတပ်ကအရသားတွေကိုဦးတည်တဲ့လေကြောင်းတက်ခတ်မှုတွေလက်နက်ကြီးတက်ခတ်မှုတွေရွာတွေကိုစစ်ကြောင်းထုတ်ပြီးရှို့တာစတဲ့လောက်ရက်တွေ နေ့တိုင်းလုံနေပေမဲ့တစ်ဖက်မှာတော့နိုင်ငံတကာမှမျက်နှာပန်းလှအောင်ဟန်ပြအပြစ်ခတ်ရက်စိထုတ်ပြန်ချက်တွေထုတ်ပြန်နေတယ်လို့ဦးနေပုံလက်ကထောက်ပြပါရယ်အပြစ်ရက်စိရဲ့အတွက်ကျင့်ဝတ်စည်းကမ်းတွေသဘောတူညီမှုတွေလိုအပ်မှာဖြစ်တယ်လို့ဒါတွေကိုလိုက်နာဆောင်ရွက်တာရှိမရှိသေးကြစေဖို့အတွက်လဲနိုင်ငံတကာစောင့်ကြည့်လေ့လာမှုလိုအပ်တယ်လို့သူကမှတ်ချက်ပြုပါရယ်ပြီးတော့နိုင်ငံတနိုင်ငံကသူအချက်ကင်လို့ရတဲ့အင်အားစုတွေကိုနီလန်းပေါင်းစုံသုံးဖိအားပေးပြီးညှိနှိုင်းဆွေးနွေးစေတဲ့အပြစ်ခတ်ရက်စဲတဲ့နီလန်းမျိုးကလည်း ရေရှည်အတွက်အကျိုးမရှိဘဲအခြေအနေကိုပိုပြီးတော့ရှုပ်ထွေးစေမယ်လို့ဦးနေဖုံးလက်ကပြောဆိုခဲ့ပါတယ်ရှင်။စာသင်ကျောင်းမှာပညာသင်ကြားနေတဲ့ကလေးငယ်တွေကိုလေကျောင်းကနေဘုံကျဲတိုက်ခိုက်တာကစစ်ရာဇဝမှုမြောက်တယ်လို့ကချင်လွတ်လပ်ရေးတပ်မတော် KIO KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံဘုံမူကြီးနော်ဘူးကပြောပါတယ်။စစ်ကောင်စီတပ်ကဘုံကြီးကျောင်း၊ဖျားကျောင်းစာသင်ကျောင်းတွေမှာတက်ဆွဲနေထိုင်ပြီးစစ်ရေးလှုပ်ရှားနေတယ်လို့ပြည်သူတွေစစ်ဆောင်တွေကျောင်းသားကလေးငယ်တွေစာသင်နေတဲ့စာသင်ကျောင်းဘုံကြီးကျောင်း ခရီးယာဘုရားကျောင်းတွေကိုလည်းပြစ်မှတ်ထားတိုက်ခိုက်နေတယ်လို့သူကပြောတာပါဒီလောက်ရက်ကဂျနီဗာကွန်ဗင်းရှင်းရဲ့စီမံစည်းကမ်းသတ်မှတ်ချက်နဲ့လည်းကန့်ညင်မှုမရှိပဲစစ်ရာဇဝတ်မှုမြောက်တဲ့လောက်ရက်တွေဖြစ်တယ်လို့သူကပြောပါတယ်ပြီးတော့ဘုံကြီးကျောင်းဘုရားကျောင်းတွေကိုအာကိုပြီးအဲ့ဒီနေရာတွေမှာဆစ်ဆောင်နေတဲ့အရက်သားပြည်သူလူထုကိုဘုံကျဲတက်ဖြတ်တဲ့လောက်ရက်ကငင်းကြဲရင်လန်းစင်နဲ့လည်းလွဲနေတယ်လို့ထောက်ပြထားပါတယ်ကရင်ဒီအမျိုးသားများကာကွယ်ရေးတပ် KNDF ကလည်းအိုးဒိန်တွင်ရွာစာတင်ကျောင်း လေကြောင်းကနေဘုံကျဲတိုက်ခိုက်ခံရတဲ့ဖြစ်ရာကိုစစ်ရာဇဝမှုတပ်သေးအဖြစ်သိသိထားပြီးကျူးလွန်သူတွေကိုပြင်းထန်စွာအရေးယူနိုင်ဖို့ပူးပေါင်းဆောင်ရွက်မယ်လို့ဒီနေ့မှထုတ်ပြန်ကြေညာပါတယ်။အာနာသိစစ်တပ်ကကရင်နီပြည်နယ်အပအဝင်အရက်သားပြည်သူတွေကိုဘုံကျဲတိုက်ခိုက်တဲ့ဖြစ်ရာအများအပြားကိုပို့ပြီးတော့ရက်ဆက်ကြမ်းကြုတ်စွာကျူးလွန်လာနေတယ်လို့လည်း KNDF ကပြောဆိုထားပါတယ်ရှင်။ People's Spring ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။